မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနှိမ်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ15ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ18ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ16ဒီဂရီဆယ်စီယပ်61ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် မုံတိုင်းငယ်တဲ့ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်တိုက်ထွာချက်များအရဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်လဲပိုင်းအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းပူဒူချယ်ရီနဲ့အင်ဒရာပရာဒိတ်တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့မုံတိုင်းငယ်ဟာတောင်အနောက်တောင်ဘက်သို့ဖြစ်ညစ်စွာရွှေ့လျက်ခဲ့ပြီးအိန္ဒိယနိုင်ငံတမီနာဒုမြောက်ပိုင်းပူဒူချယ်ရီနဲ့အင်ဒရာပရာဒိတ်တောင်ပိုင်းကမ်းခြေတို့ကိုပူရူချယ်ရီမြို့အနီးမှာစတင်ဖြတ်ကျော်လျက်ရှိပါတယ် အဆိုပါမုံနိုင်ငယ်ဟာအနောက်တောင်ဘက်သို့ဖြင်းင်းစွာရွေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံကုန်းနုမိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်ကနောက်6နာရီအတွင်းအာကောင်နဲ့လီဗီးယားနဲ့ရံဝဲအဖြစ်တဖြည်းဖြည်းအားရော့သွားမယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မနေ့6နာရီခွဲအချိန်မိုးလေဝသဂျိုဒူမာဖမ်းရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အောက်အနောက်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်ထူထန်နေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နေငယ်မှာတိမ်အင်းတင်းတင်းဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကျန်ဒေသတွေမှာ တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းသင်တန်ရှိပါမယ်။လှိုင်းမြမမြမကံရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေကန်းရှိနိုင်ပါတယ်။ဒီကနေ့ညနေဒီခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတရင်စင်တဲ့ပြစ်ထုတ်ပြီးရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီး နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများအပြားတရားပါမယ်နေပြည်တော်နဲ့ဤတို့အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာအများအပြားတရားပါမယ်အမြင့်ဆုံးပူချိန်မှာ30ဒီဂရီဆယ်စီယက်86ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်ဤတဝိုက်တွင်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြမှာလိမ့်။အများအဖြစ်သိရပါမယ်။မြေဆုံမှုချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုက်တွင်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြမှာလိမ့်။အများအဖြစ်သိရပါမယ်။အမြင့်ဆုံမှုချိန်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်များအနည်းငယ်ကတော့ ချင်းပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာညအပူချိန်များအနည်းငယ်လျော့နေနေပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။